ချန်ထွက်တဲ့ခံပန်နဲ့ဆူပလာမျောလင်းချက်အားကောင်းလာတဲ့ United လောင်ဒက်စမူလာကစားကူးသွင်းလိုက်ချိန်မှာ Old Trafford ကွင်းကနိုင်ရာပွဲတင်၁၉မိနစ်ဆိုပြီးတတ်တာနေပါပြီ။ Man United အတွက်ဘောလုံးရသည်တစ်ခုဘာအောင်မြင်မှုမှမရှိပဲအဆုံးသက်သွားစီမဲ့တွင်းကိုဖြစ်ရင်ခဲ့ရတာပါ။ Man United အတင်ပြိသက်ထောက်ကနန်းလောက်ကခေါင်းတစ်ခါကနဲ့ကွင်းတွေကနေစိတ်တက်လက်တက်ထွက်နေကြပါပြီ။ပွဲတင်၁၇မိနစ်သာကြာချိန်မှာနှစ်ကိုးပြက်ရှုံးနေရမှာမဟုတ်လား။ပြန်လာနိုင်မယ်လို့ဘသူထင်ထားမှလဲ။ ဂိမ်းရူပါဖြစ်ပြီဆိုပြီးအားလုံးတွေးခဲ့ကြတာပါမန်ယူနိုက်တက်ကမှော်ဆန္ဒထပ်ပူခဲ့ပါတယ်မန်ယူနိုက်တက်ရဲ့နာမည်ကျော်မန်ယူနိုက်တက်ဝင်းနေဗာတိုင်းချင်းစာသားအတိုင်းရှင်သန်ပြခဲ့ကြတာပါဘလောက်ဖဲပေးမမစီမန်ယူနိုက်တက်အတွက်ဆိုအမြဲတမ်းပေးဆက်တဲ့သူခေါင်းဆောင်ဘရူနိုရဲ့ပနတီခြေပေါက်ကူဟာဒီမှုပုံပြင်ရဲ့အစပါပဲဒီတော့မန်နူရဲ့မာလိန်ကျန်ထားရလှပလုံးနဲ့တွင်းကိုအဲ့နောက်အရာအလုံးကမန်ယူနိုက်တက်အတွက်ဖြစ်ခဲ့ပါပြီတန်တရားတားကောင်းဖြစ်လာပေါင်းများစွာအများကြီးသတိကွက်ထဲမှာပလက်မျောခဲ့တဲ့မကွိုင်းဟာအနိုင်ကိုရှင် ဘယ်တော့မှအရှုံးမပေးနဲ့သင်ခန်းစာကိုအကောင်းဆုံးတရုပ်ဖော်ခဲ့ကြပါ့။မန်ယူနိုက်တက်ကနေဝင်နောက်ခံလူရီယိုဖာဒီနန်ကအခုလိုပွဲမျိုးတစ်ခါမှမကြုံဘူးပါဘူး။တကယ်အံ့အသင့်စရာပါ။ဒီကုနှစ်ကုနဲ့မန်ယူနိုက်တက်ရှုံးနေချိန်မှာပရိသတ်တွေကလည်းကွင်းထဲကနေရောထွက်နေကြပါပြီ။အရာအလုံးပြီးဆုံးပြီလို့ထင်ခဲ့ကြတာပါလို့ပြန်ပြောပြပါတယ်။ Ultra Four မှာအခုလိုမြင်ကွင်းမျိုးထပ်မြင်ဖို့ရမရေရပါဘူး။လုံချုံရေးတွေကကွင်းထဲမှာပရိသတ်တွေကကွင်းထဲမှာမန်ယူနိုက်တက်နီးပြအဖွဲ့ဝင်တွေကကွင်းထဲမှာ ။အိုနာနာကသူ့မခဲ့တဲ့များမေ့ပြစ်ပြီးအမိုရီနဲ့အကြီးကျယ်အောင်ပွဲခံနေခဲ့ကြတယ်။လက်သက်မှာတခါမိမိရတဲ့ပျော်ရွှင်မှုလှိုင်းတွေဖြတ်တန်းစီးသင်းသွားတယ်။ဘယ်ယူလိုက်တဲ့ဟာတေးရွာပြန်လူတယောက်လို့ပြင်းမြုပ်ခံပြီးမှရုတ်တရက်ပြန်လဲနိုးထလာတယ်။စိတ်တမရှိတဲ့ကောင်တွေဘယ်ယူလိုက်တဲ့ DNA ကိုမိရှုပ်ဖြစ်စီနေတယ်ဆိုပြီးကစားသမားတွေဝေဖန်ခံခဲ့ရတာကြားပါပြီ။အခုအဲ့ဒီဝေဖန်သံတွေခဏတိတ်ဆိတ်သွားခဲ့ပါပြီ။ဥရောပပြောင်းလဲသမန်တစ်လျှောက်အချိန်ပေါ်မှာငါးခုတွင်းတာတစ်ချိန်မှမရှိခဲ့ပါဘူး။ Territorial Prince ိမ်မက်ပြဇာတ်ရုံမှာပဲစမ်းကြတော်ရင်ချက်တက်ပါတယ်1999ချန်ပီယံလိဖိုင်နယ်ကလို့ခန်းစားချက်မျိုးမန်ယူနိုက်တက်ပရိသတ်တွေပြန်ပြီးခန်းစား권ရခဲ့တာပါအဲ့ဒီချိန်တုန်းကဗီဒီယိုတိတ်ခွေကနေဒလီခန်းစား권ရခဲ့သူကျွန်တော်တို့အတွက်အခုလိုမော်ဆန်နာထက်ပိုတဲ့အောင်ပွဲကိုတိုက်ရိုက်ခန်းစား권ရတာကြည်နူးမဆုံးပါဘူးလက်ရှိရာသီမှာမန်ယူနိုက်တက်ကိုရောက်လာတဲ့ယူရိုလည်းမယုံကြည်နိုင်အောင်ဖြစ်နေပါတယ်ယူသတားပြောရရင်ဘာတွေဖြစ်ခဲ့လဲဆိုတာကျွန်တော်နားမလည်နိုင်တော့ပါဘူးတကယ်ယူလောက်ချင်စီရပါပရိသတ်တွေကအခုလိုအောင်ပွဲမျိုးပိုင်ဆိုင်အောင် အားပေးကူညီခဲ့တာပါ။ဂျုံကြီးချက်မရှိရင်အောင်ပွဲဆိုတာမရှိပါဘူး။မန်ယူနိုက်တက်ပရိသတ်တွေကအခုလိုအောင်ပွဲမျိုးနဲ့ထိုက်တန်ပါတယ်။သူတို့ကပွဲစဉ်ပွဲတိုင်းတခဲနဲ့အားပေးနေတာပါလို့ယူရိုကစိတ်လှရှားစွာပဲပြန်ပြောပြပါတယ်။မန်ယူနိုက်တက်ကလက်ရှိရသည့်ပရီးမီးယားလီဂ်မှာအဆိုးဆုံးရည်တည်မှုနဲ့ရင်ဆိုင်ရွယ်ရှိနေပါတယ်။ဒါပေမဲ့အခြားတစ်ဖက်မှာမန်ယူနိုက်တက်အတွက်မင်္ဂလာရှိမဲ့အောင်ပွဲကလည်းစောင့်ကြည့်နေတာပါ။ယူပါလီချန်ပီယံဖြစ်မယ်ဆိုရင်ချန်ပီယံလိဝင်ဝင်ရမှာဖြစ်ပါတယ်။ဒါကြောင့်လာမယ့်ရာသီချန်ပီယံလိမှာပရီးမီးယားလိကအသင်း9နှစ်အထိစင်နေနိုင်ခွင့်လည်းရှိနေတာပါ။ ယူပါလီယာမန်ယူနိုက်တက်အတွက်အသက်ကြီးစီအာမိုရင်အတွက်အနာဂတ်အာမခံချက်မန်ယူနိုက်တက်ပရိသတ်တွေအတွက်ပျော်စရာသချင်းချန်ပီယံလိဝင်ဝင်ရရင်မန်ယူနိုက်တက်ရဲ့ဘဏ္ဍာရေးအင်အားပို့ပြီးလဲတည်ငြိမ်လာမှာဖြစ်ပါတယ် Adidas ကနေစပွန်ဆာချေးအပြတ်မခံရတော့ပါဘူးကွင်းသစ်စီမံကိန်းအတွက်လည်းရင်းနှီးမြှုပ်နှံသူအသစ်တွေကိုဆွဲဆောင်နိုင်မယ်အရေးကြီးဆုံးကယူပါလီအောင်ပွဲရမန်ယူနိုက်တက်ကစားသမားတွေရဲ့တိမ်ငယ်စိတ်ကိုပျောက်ဆုံးစေပါလိမ့်မယ်စူပလာအောင်ပွဲဆိုတာမန်ယူနိုက်တက်ရဲ့ယဉ်ကျေးမှုတစ်ခုပါ ဒန်ဟလက်ထက်200ဒီဇက်ပြည်ရင်းစုဖလားရီနဲ့ဖြစ်သိမ်းနိုင်ခဲ့တဲ့မန်ယူနိုက်တက်အတွက်ယူပါလီတာရှာခဲ့ရင်300ဒီဇက်ဖလားပိုင်ဆိုင်နဲ့မှတ်တမ်းကောင်းကိုလည်းပြင်ရပါလိမ့်မယ်အခုလောလောဆယ်မန်ယူနိုက်တက်ပရိသတ်တွေကတော့အနာဂတ်အကြောင်းတွေးနေမှာမဟုတ်ပါဘူးလိုင်ယွန်ရဲ့ပွဲကမော်ဆန်နာထက်ပိုတဲ့အောင်ပွဲကိုတစိမ့်စိမ့်တွေးပြီးပီတီဖြစ်နေကြမှာပါပဲ M9 Sport မှာတင်ဆက်ပါရယ်အားလုံးပဲဘေးပြားတွေဝေးကွာပြီးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းမှာခြင်းများနဲ့ပြည့်စုံနိုင်ရပါသည်ခင်ဗျာ